နိဗ္ဗာန်ဆိုတာဘာလဲလို့မေးရင်နိဗ္ဗာန်ဆိုတဲ့စကားကနိဝါဏเนาะစကားနှလုံးပေါင်းတာလားဟုတ်လားနိရေဝါဏရေနိဆိုတာ မရှိတာဝါဏဆိုတာတဏှာလောဘเนาะတဏှာလောဘမရှိဟာတဏှာလောဘမရှိတဲ့သဘောကိုနိဗ္ဗာန်လို့အကျဉ်းမြဲနိဗ္ဗာန်နိဗ္ဗာန်ဆိုတဲ့စကားလုံးလေးကိုအဲ့ဒါလို့လေးဖုန်းဖုန်းတို့နားလည်ရမှာပေါ့เนาะ ဘုံဘုံတို့အမြဲတစေရွတ်ဖတ်ပူဇော်နေကြတဲ့ဓမ္မစကြာတရားဒေသနာတွေထဲမှာမြတ်စွာဘုရားကနိဗ္ဗာန်ဆိုတာဘာကိုပြောတာတုံးနိရောဓသစ္စာဆိုတာဘာကိုပြောတာတုံးဆိုတာ ਨੇ ပတ်သက်ပြီးတော့ယောတတယေဝတဏယအတေတဝိဒါကနိရောဓစာကောပဋိနိဒ္ဒကောမုတ်တိအနာလေယောလို့တိတိကျကျနိဗ္ဗာန်ရဲ့အတိပ္ပယ်ကိုဖွင့်ပြတယ်နိဗ္ဗာန်ဆိုတာဘာတော့ယောတတယေဝတဏယအတေတဝိဒါကနိရောဓ နောက်တဏှာလောဘရဲ့အကျွင်းမဲ့ကင်းပြတ်ချုပ်ငြိမ်းသွားတဲ့သဘောနောက်စာကောပဋိနိဒ္ဒကောမုတ်တိအနာလည်းရောနော်တဏှာလောဘကိုစွန့်လိုက်တဲ့သဘောတဏှာလောဘနဲ့မကက်ညီးတဲ့သဘောတဏှာလောဘကလွတ်မြောက်သွားတဲ့သဘောညကတွေ့တာမှုမရှိတဲ့သဘောအဲ့ဒါဟာနိဗ္ဗာန်ပဲလို့နိဗ္ဗာန်ကိုမြတ်စွာဘုရား တိတိကျကျအဲ့ဒါလိုစကလုံးတွေသုံးပြီးဟောခဲ့တာဟုတ်လား အနိဗ္ဗာန်ဆိုတာဘာလဲဆိုတာ ਨੇ ပတ်သက်ပြီးတော့ဘုံဘုံတို့မှတ်သားကြဖို့ဓမ္မစွာဘုရားရဲ့စကားတော်လေးတွေကိုပြောပြတာ။ညစွာဘုရားလက်ထက်ကနှောရှင်သာရိပုတ္တရာကိုသာသနာပြင်ပအယူအဆမတူကြတဲ့နဗရပိုက်တွေကဒီနိဗ္ဗာန် ਨੇ ပတ်သက်ပြီးတော့မေးခဲ့တဲ့အကြောင်းအရာတွေကိုမှတ်တမ်းတင်ထားတာရှိတယ်။ဥပမာတမန္တကပရပိုက်ဆိုရင်ရှင်သာရိပုတ္တရာကိုဘယ်လိုမေးတော့အရှင်ဘုရား နိဗ္ဗာန်နိဗ္ဗာန်လို့ပြောဆိုနေကြတယ်နိဗ္ဗာန်ဆိုတာဘာကို ပြောတာတုံးလို့တဲ့တဲ့ပဲမေးတယ်မေးတော့ရှင်သာတိဗုဒ္ဓတာကအေးတဲ့နိဗ္ဗာန်ဆိုတာຢာကကုံရဒေါသကုံရမောအကုံရကိုပြောတာနော်ຢာကဒေါသမောဟကင်းတဲ့ဘက်ကိုနိဗ္ဗာန်လို့ပြောတာဆွေမဲ့မှုဆိုတဲ့ຢာက မကျင်တတ်မှုဆိုတဲ့ဒေါသမိုက်မဲတူပေမှုဆိုတဲ့မောဟအဲ့ဒီညာကဒေါသမောဟတို့ကင်းပြောင်းနေတဲ့သဘောကိုနိဗ္ဗာန်လို့ပြောတာယောကောအာဟုသောရာကခယောဒေါသခယောမောဟခယောဣဒံဥစ္စတိနိဗ္ဗာန်တာနော်ညာကကုံညာဒေါသကုံညာမောဟကုံညာဆိုတဲ့သဘောတရားရှိတယ်အဲ့ဒါနိဗ္ဗာန်ပဲလို့အဲ့ဒါလို့အတိပဲဖွင့်ပြတယ်ဒါပြင်ရင်ရှင်ဗျာအဲ့ဒီနိဗ္ဗာန်ကိုရောက်ဖို့အတွက် လမ်းကြောင်းကိုရှိပါရဲ့လားဆိုတော့ရှိတာပေါ့အဲ့ဒီလမ်းကြောင်းကမက်ကင်ရှစ်ပါပြီလို့အဲ့ဒါလိုဖြေကြခဲ့တာရှိဟုတ်လားအဲ့တော့ဒီစကလုံးတွေကိုဘုံဘုံတို့စူးစီးပြီးတော့မှတ်သားမယ်ဆိုရင်နိဗ္ဗာန်ဆိုတာဘာလဲတော့နိဗ္ဗာန်ဆိုတာနိဝါဏတဏလောဘကင်းတဲ့သဘောဒါအတူအတူဆုံးအတိပဲပေါ့နော်နည်းနည်းလေးပို့ပြီးတော့အခြေတဝန်မှတ်ချင်တယ်ဆိုရင် ယောတတယေဝတနာယအတေတဝိဒါကဏီရောတော့စာကောပဋိဋိတကောမုတ်တိအနာလေယောဆိုတဲ့ဒီစကလုံးရဲ့အတိဘေကိုတိတိချာချာလေ့လာပြီးတော့ကိုယ့်ရဲ့စိတ်ထဲမှာရှင်းလင်းအောင်ကြိုးစားရမယ်ပေါ့နော်တဏိဗံဆိုတာကမဉ္ဇဉ်ဘူဉ္ဇဉ်ဖြစ်တာလေမျက်မှောက်ပြုတ်နိုင်တိနိုင်တဲ့တရားဖြစ်တဲ့အတွက်ကြောင့်တော့မတိဘူးမမြင်ဘူးမျက်မှောက်မပြုတ်ဘူးသေးတဲ့ပုံကိုယ်တွေကမတိဘူးမမြင်ဘူးမျက်မှောက်မပြုတ်ဘူးသေးတဲ့ပုံကိုယ်တွေကိုနားလည်အောင်ပြောဖို့ဆိုတာမလွယ်ဘူးဟုတ်လား အလွန်မှခက်ခဲနေနေတဲ့တဘာဝတရားကြီးပေါ့နော်ဒါကြောင့်မြတ်စွာဘုရားဘုရားဖြစ်ပြီးကသာမှနော်စိတ်ထဲမှာပေါ်လာတဲ့ခါထာတော်တွေကိစ္စေနမေအဓိကတံဟလန္တာနိပကတိတုံရာဂဒေါသပရိတိဟိနာယံဓမ္မောတုတံပုတော ပတိသောတာဂမေနိပုဏံဂံဗီရံဒုဋ္ဌတံအနုရာဂရတ္တနတ္တခန္တိတမောခန္တိနာအာဟုတာဒီကထာတော်လေးနှစ်ပုတ် နိဗ္ဗာန်နဲ့ပတ်သက်ပြီးတော့သူတော်ကောင်းတရားနဲ့ပတ်သက်ပြီးတော့နားလဲစရာအလွန်ကောင်းတယ်ပေါ့တနည်းအားဖြင့်တတ္တဝါတို့ရဲ့တဘာဝသူတော်ကောင်းတရားရဲ့တဘာဝနိုင်ရှင်ပြီးတော့နားလဲကြည့်စရာအလွန်ကောင်းတယ်။ဘာပြောတာတော့ကိစ္စေနမေအဋိကတဟလန္တာနိပကတိတုံနော်ငါခက်ခဲရင်းရင်းရှာဖွေလို့သိထားတယ်ရထားတယ်ဒီသူတော်ကောင်းတရားတနည်းအားဖြင့်ဒီသစ္စာလေးပါတနည်းအားဖြင့်ဒီနိဗ္ဗာန်ဆိုတဲ့တရားဟာတိဖို့အလွန်ခက်ခဲတဲ့အတွက်ကြောင့ တတဝါတွေကိုနားလည်အောင် ပြောပြဖို့ဆိုတာဒီအချိန်မှာမလွယ်သေးဘူးတဲ့ရာဂဒေါသပရိတိဟိနာယံတမောတုတံဘုဒ္ဓဆွမဲ့မှုတွေမကျင်နှမှုတွေနဲ့နှိမ့်ဆက်ခံနေရတဲ့စိတ်နှလုံးရှိတဲ့ဒီတတဝါတွေဟာဒီလောက်ခက်ခဲနဲ့နေတဲ့နိဗ္ဗာန်ဆိုတဲ့တရားတစ္ဆာလေးပါးဆိုတဲ့တရားကိုသူတို့လွယ်လွယ်ကူကူသိနိုင်မှာမဟုတ်ဘူးတဲ့ဟုတ်လားဒီထဲမှာနိဗ္ဗာန်ဟာ ်နားလည်ဖို့ခက်တယ်ဆိုတာလေးဘာကြောင့်နားလည်ဖို့ခက်တာလဲဘာကြောင့်သိဖို့ခက်တာလဲဆိုတာလေးအဖြေတစွန်းတစားတွေ့ရတယ်လို့ဘုံဘုံထင်တယ်အဲ့ဒါကဘာတော့ရာဂဒေါသပရိတိဟိတဲ့ဘုံဘုံတို့ရဲ့စိတ်ကို ရာဂဒေါသတွေကနှိပ်ဆက်ထားလို့နော်နာယံဓမ္မသုတံပုတော်အဲ့ဒီသစ္စာလေးပါတရားအဲ့ဒီနိဗ္ဗာန်ဆိုတဲ့တရားကိုလွယ်လွယ်ကူကူမသိနိုင်ဘူးပတိသောတာဂမိနိပုဏံဂံပီရံဒုဒ္ဒတံအနော ာဂရတနတ်ခန္တီတမောခန္တီနာအဟုတနောပတိသောတာဂမိအဆံလန်းကြီးဖြစ်တယ်တဲ့ဒါကိုသိအောင်လုပ်ဖို့ဆိုတာက အစုံလန်းကို စီးမြုပ်ပြီးတော့လိုက်ရတယ်လို့မလွယ်ဘူးပေါ့နော်ပရတော်ကောင်းတရားကိုသိဖို့ဆိုတာအဆံလန်းပေါ့ဟုတ်လားပတိသောတာဂမိနိပုဏံနော်အလွန်နှူးညံ့သိမ်မွေ့တယ်ဂံပီရန်နဲ့နေတယ်ဒုဒ္ဒတံမြင်ဖို့ခက်တယ်တဲ့ အဲ့ဒါကြောင့်မလို့ရာဂရတ္တနတ္တခန္တီတမောခန္တီနာအာဟုတာနော်ဆွဲမဲ့မှုယာကတွေနဲ့ဘဝရဲ့ပုံမှာမက်မောနေကြတဲ့မတိမှုမောဟတရားအမိုက်အမှောင်ကြီးကဖုံးလွှမ်းထားတဲ့ဒီတတ္တဝါတွေအတွက်ဒီသူတော်ကောင်းတရားကိုနတ္တခန္တီလွယ်လွယ်ကူကူသူတို့သိနိုင်မြင်နိုင်မှာမဟုတ်ဘူးလို့အဲ့လိုမြတ်စွာဘုရားဟောတာဟုတ်လားအတ္တဒါလေးကအတူချုပ်အတိပဲမှတ်ရမှာကဒီတရားကိုသိအောင်ကြိုးစားကြမဲ့ပုဂ္ဂိုလ်တွေရဲ့စိတ်နှလုံးမှာ ယာကဒေါသမောဟဆိုတဲ့တရားတွေဖုံးလွှမ်းနေတဲ့အတွက်ကြောင့်เนาะဒီတရားဟာတိဖို့အလွန်ခက်ခဲတယ်တရားကနက်နဲခက်ခဲလို့เนาะတိဖို့ခက်တာကလည်းတစ်ပိုင်းတိအောင်လုံမဲ့ပုံကိုယ်တွေရဲ့စိတ်မှလည်းပဲเนาะအမိုက်အမှောင်တွေဖုံးလွှမ်းနေလို့မတိအောင်လုံးတဲ့တရားတွေဖုံးလွှမ်းနေလို့တိဖို့ခက်တာကလည်းတစ်ပိုင်းဒီလိုလေးဖုံးဖုံးကတော့တွေးကြည့်မိတယ်ပေါ့ဟုတ်လားကိုကြည့်မဲ့အရာကိုမြင်ဖို့ဆိုတာကြည့်မဲ့အရာကမြင်ရမဲ့အရာကလည်းနူးညံ့သိမ့်မွေလွန်းတာကတပိုင်းဟုတ်လား ဒီကြည့်မဲ့မျက်စိကိုကလည်းပဲမှုံးနေတာလည်းတစ်ပိုင်းဒါကဥပမာပြောတာနော်ကိုကြည့်မဲ့အရာလေးကလည်းနူးနူးညံ့ညံ့လေးဒီကြည့်မဲ့မြင်မဲ့မျက်လုံးကလည်းဘလို့ဖြစ်နေတုံးမှုံးနေတယ်အားနေနေတယ်ကြည်လင်မှုမရှိဘူးဒါဆိုရင်ဒါမြင်ဖို့ဘလို့ဖြစ်သွားပြီတုံးအလွန်ခက်သွားပြီနော်အခုတော့ဒီနိဗ္ဗာန်ဆိုတဲ့တရားကသူကို၌ကိုကလည်းပဲပါတုံးမြင်ဖို့ခက်ခဲတယ်နော်ဒါကိုမြင်အောင်ကြိုးစားကြမဲ့ပုံကိုယ်တွေတနည်းအားဖြင့်တတ္တဝါတွေရဲ့စိတ်မှလည်းပဲ မြင်တတ်တဲ့သဘာဝတွေကဘလို့ဖြစ်နေတော့အာနဲနေတယ်တနည်းအားဖြင့်ရာဂဒေါသမောဟတွေကဖုံးလွှမ်းနေတယ်ဒါကြောင့်မလို့နိဗ္ဗာန်ဆိုတဲ့တရားဟာမြင်ဖို့ခက်တယ်ဆိုတာလေးကိုနားလည်ရမယ်ပေါ့ဟုတ်လားတတ္တဝါတွေရဲ့စိတ်အနေထားနဲ့ဒီသူတော်ကောင်းတရားရဲ့သဘာဝဒါလေးတွေကိုဖုံးဖုံးတော့ရှင်းပြီးတော့ကြည်မှာအော်နိဗ္ဗာန်ဆိုတာသိဖို့မြင်ဖို့အလွန်ခက်ပါလားဆိုတာကိုသိနိုင်တာဟုတ်လားဖုံးဖုံးတော့ ရူပါရမသုတ်တံဆိုပြီးတော့နမျက်စွာဘုရားဟောထားတဲ့သုတ်တံတစ်ပုဒ်ရှိတယ်။အဲ့ဒီမှာနိဗ္ဗာန်ကိုမြင်ကြတဲ့အရိယာသူတော်စင်ကြီးတို့ရဲ့သဘောနိဗ္ဗာန်ကိုမမြင်ကြတဲ့ပုထုသင်တို့ရဲ့သဘောနော်အမြင်ချင်းမတူတဲ့အတွေ့အကြုံနော်ဆန့်ကျင်ဘက်တွေဖြစ်နေတတ်တဲ့သဘာဝလေးတွေကိုမျက်စွာဘုရားဟောထားတာ။အဲ့ဒီဒေသနာတွေကိုလေ့လာကြည့်မယ်ဆိုရင်လည်းပဲနိဗ္ဗာန်ဟာတိဖို့မြင်ဖို့ခက်ခဲတယ်ဆိုတာကိုတနည်းတစ်ပုံသဘောပေါက်လို့ရတယ်ပေါ့။အဲ့ဒီသုတ်တမမျက်စွာဘုရားဘယ်လိုဟောထားတယ်ဆိုတော့ ယန်းတို့တဲ့တတ္တဝါတွေဆိုတာနော်လူတွေတင်မကဘူးမြတ်စွာဘုရားအဲ့ဒီတုတ်တန်ထဲမှာနော်ဒေဝမနုဿာနော်နတ်ဒေဝထည့်ပြီးတော့ဟောတယ်နတ်နဲ့တကွာတော့ဟောဒီလောကကြီးဟာရူပါရမဘိခဝေနော်ဒေဝမနုဿာနော်အယောင်အစင်းမှာပြုံမွေးနေကြတယ်အယောင်အစင်းလင်ပြုံမွေးရာရှိတယ်အယောင်အစင်းမှာပဲပြုံနေတယ်အယောင်အစင်းမှာပဲဝမ်းမြောက်နေကြတယ် ဒါကြောင့်အယောင်အဆင်းပျက်စီးသွားပြီဆိုရင်အဲ့ဒီတတ္တဝါတွေအလွန်ဆင်းရဲကြတယ်ပူလောင်ကြတယ်။မြတ်စွာဘုရားဟောပုံလေးနော်။အဲ့ဒါလိုပဲအတန်အနတ်အရသာအတွေ့အထိဓမ္မယုံအာယုံ6ပါးမှာပဲတတ္တဝါတွေပြောကြတယ်။အဲ့ဒီအာယုံ6ပါးပျက်စီးပြီဆိုရင်နော်ကိုမမောနေတယ်ကိုနှစ်သက်နေတယ်ကိုပျော်ရွှင်နေတယ်ဒီအာယုံလေးတွေပြတ်သွားပြီဆိုရင်ဘာဖြစ်ပြီတော့ဆင်းရဲကြပြီပေါ့နော်။ဒါတတ္တဝါတွေရဲ့သဘော။မြတ်စွာဘုရားကြတော့အဲ့လိုမဟုတ်ဘူးတဲ့။ ဒီအာယုန်ကြီးရဲ့တဘာဝကိုမြတ်စွာဘုရားကအသေးစိတ်အကုန်သိတော်မူတယ်မြင်တော်မူတယ်။နော်ဒီအာယုန်ကြီးဘလို့ဖြစ်လာသလဲ။ဒီအာယုန်ကြီးဘလို့ပြတ်သွားသလဲ။ဒီအာယုန်ကြီးရဲ့ตาရပွဲဆိုတာဘာလဲ။ကောင်းတဲ့အကွက်ပေါ့နော်။ဒီအာယုန်ကြီးရဲ့အပြစ်မကောင်းတဲ့အချက်ကဘာလဲ။ဒီအာယုန်ကြီးကထွက်မြောက်ရာအဲ့ဒါကဘာလဲ။မြတ်စွာဘုရားစုံစုံစိစိအကုန်သိတယ်ပေါ့နော်။ဖြစ်ချင်းပြက်ချင်းကိုလည်းမြင်တယ် တာယာဘွယ်ကိုလည်းမြင်တယ်အပြစ်ကိုလည်းမြင်တယ်ထွက်မြောက်ရာကိုလည်းမြင်တယ်အဲဒါကြောင့်မလို့ဒီအာယုန်နေရဲ့ပုံမှာမြတ်စွာဘုရားတာယာမှုနှစ်သက်မှုမရှိဘူးပျော်ရွှင်မှုကြည်နူးမှုမရှိဘူး